အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးရနေပြီတော့ပြလိုက်ကြိုဆိုလိုက်ပါတယ်ဒီ video မှာတော့မစတို့ကျွန်တော်မိုင်းဒီမှာအခုနောက်ထပ်အသေးထပ်တိုးလာတယ်ပေါ့နော် point 2000အရင်တော့သူက point 2000ပေးတဲ့နေရာမှာကျွန်တော်တို့2400ဖြစ်လာတယ်ပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့2400ဖြစ်လာတယ်ပြီးလို့ရှိရင်လည်းသူက machine တစ်ခုထပ်တိုးလိုက်ရပေါ့နော်အော် machine လဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာ TV 360 machine ဆိုတော့ဟာလေးကိုကျွန်တော်ထပ်တိုးလိုက်တယ်ပေါ့နော်အားလေးကိုကျွန်တော်ယူနေလေးကိုပြပြပေးတော့မှာမို့လို့ကျွန်တော်လည်းဒီဗီဒီယိုကိုစိုးတိကြည့်ပေးဖို့ကျွန်တော်ပြောနေပါတယ်ပေါ့နော် ဝက်ဆိုက်တော့ YouTube တက်ကိုရောက်လို့ရှိရင် Search bar မှာ Allocated Channel ဆိုတာလေးကိုရှာပြီးတော့ Subscribe button လေးတွေ့လို့ရှိရင် Subscribe button လေးကိုတစ်ချက်နှိပ်ပြီးတော့အောက်ပိတ်နိုင်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဝက်ဆိုက်တို့ video အသေးတိတ်တဲ့ကိုအမြဲသိရှိဖို့အတွက်ဒီ column တွေနေရာမှာကျွန်တော်တို့အော် YouTube ချင်းအားဖြင့်လည်းကျွန်တော်ရဲ့ video အသေးတိတ်တဲ့ကိုဝက်ဆိုက်တို့သိရမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ goal လေးကိုထပ်နှိမ့်လိုက်မှာပေါ့နော်ဒါကဘယ်လိုလေးလဲဆိုတော့ကျွန်တော်တို့တစ်ချက်နှိမ့်မယ်ဆိုလို့ရှိရင်သူက TB 360ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ download ဆွဲခိုင်းတယ်ပေါ့နော်ပြီးလို့ရှိရင် login လုပ်ခိုင်းတယ်ပေါ့နော် အဲဒါတော့ကျွန်တော်တို့ကဒီကနေပြီးတော့လော့ရင်လုတ်ချင်လိုက်ရတယ်ပေါ့နော်ကျွန်တော်လော့ရင်မလုတ်ဘူးကျွန်တော်တို့ကဘယ်ကနေသွားလုတ်မလဲဆိုတော့ကျွန်တော် Play Store ရှိတယ်ပေါ့နော်အဲ Play Store ကိုတစ်ချက်ဝင်မယ် Play Store ကိုတစ်ချက်ဝင်ပြီးတော့ဒီမှာ TV 360 My Dad ဆိုတဲ့ဟာလေးကိုအပေါ် Play Store ရဲ့အပေါ်မှာရိုက်မယ်ပေါ့နော်ပေါ်မှာရိုက်ပြီးတော့ကျွန်တော်တို့အောက်မှာကတော့ကျွန်တော်တို့ဒီမှာ TV 360 by My Dad ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ရေးရမှာဖြစ်ပါတယ် TV 360က၃ခုရှိတယ်ပေါ့နော်အဲ့ဟာလေးမိတ်ဆွေတို့မှားလို့ရှိရင်တော့ my id point လေးအောင်မရဘူးပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ဒီအောင်လေးကို install လုပ်လိုက်မယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ဒီနေရာလေးမှာ install လုပ်နေတော့ခဏလေးဆော့ဝဝရမှာဖြစ်ပါတယ်အဲ့ဒါတော့ db 360ကရောက်သွားပြီဆိုတော့ကျွန်တော်ဒီနေရာနေပြီးတော့လည်း open ကိုတစ်ခါလုပ်မယ်ပေါ့နော် open တစ်ခါလုပ်ပြီးဆိုတော့ရှိရင်ကျွန်တော်တို့ app data ရောက်လို့ရှိရင် allow permission ပေးမှာပေါ့နော် allow permission ပေးပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာသူက login ဝင်ခိုင်းလေအကောက်ဖွင့်ခိုင်းလေပေါ့နော် download လုပ်ခိုင်းတယ်ဗောနော် download လုပ်ပြီး account print မှာပဲသူက point 400ရောက်မှာဆိုတော့ကျွန်တော်တို့ account print ဖို့အတွက်ဒီမှာလူပုံစံလေးနှိပ်မယ်ဗောနော်အာလူပုံစံလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာ login ဆိုတာလေးကိုနှိပ်မယ်ဗောနော်အာ login ဆိုတာလေးကိုနှိပ်ပြီးဆိုလို့ရှိရင်ဒီနေရာမှာ message ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးပါဗောနော်ကျွန်တော်တော့ကျွန်တော်ဖုန်းနံပါတ်လေးကိုရိုက်ထည့်ပေးမှာဖြစ်ပါတယ်ဆိုတော့အာကျွန်တော်တို့ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးဆိုတော့ကျွန်တော်တို့ဒီနေရာမှာ message ကြတယ်ဗောနော် မဆက်ကြရဲဆိုတော့အဲဒီကျွန်တော်တို့ ODB code လေးကို ODB code လေးကိုယူပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်။ဝိဆိုတို့ဒီနေရာမှာတစ်ချက်ပြောနေတာကတော့ my ID မှာ login ဝင်ထားတဲ့ဖုန်းနံပါတ်နဲ့ကျွန်တော်တို့ဒီမှာ TV 360မှာ login ဝင်တဲ့ဖုန်းနံပါတ်ကတူနေမှာမိဆိုတို့ပိုက်ရမှာဖြစ်ပါတယ်။အဲဆိုတော့ကျွန်တော် ODB လေးတစ်ချက်ကြည့်မှာပေါ့နော်။ ODB ကတော့644668ဖြစ်ပါတယ်။အဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာပြီးသွားပြီဆိုတော့ပြီးသွားပြီဆိုလို့ရှိရင်မိဆိုတို့ဒီနေရာမှာ password ကိုထားညင်လိုက်ရတယ်ပေါ့နော်။မထားညင်လိုက်ရတယ်။ကျွန်တော်ကတော့ ပါစဝါကတော့မစ္စတာစေပေတလို့56လို့အပေါ်အောက်တူတူထားပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ပါစဝါကိုမထားပြတော့ဘူးအဲ့ဒါတော့ကျွန်တော်တို့အပေါ်ဆုံးပါစကိတ်ဆိုတာလည်းရှိတယ်ပေါ့နော်အဲစကိတ်လေးကိုနှိပ်ပြီးတော့ပဲကျွန်တော်တို့ထဲဝင်လိုက်မယ်အဲ့ဒါအဲ့ဒါကျွန်တော်တို့က TV 360ဆိုင်မှာအကောက်လည်းရသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာအကောက်လည်းရသွားပြီပေါ့နော်အကောက်လည်းရသွားပြီဆိုတော့ကျွန်တော်တို့ဘယ်လိုသွားကြည့်မလဲဆိုတော့ဘယ်လိုသွားကြည့်မလဲဆိုတော့ကျွန်တော်တို့ MyData ကိုတစ်ချက်သွားကြည့်မယ်ပေါ့နော် MyData တစ်ချက်သွားကြည့်တဲ့အချိန်မှာ ကျွန်တော်ကဒီမှာပေါ့နော်ကလင်းလို့ရပြီဖြစ်ပါတယ်အဲကလင်းလို့ရပြီဖြစ်ပါတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ပထမဆုံးလှုပ်တာမွေးစေတို့အတွက်ဟုတ်ဗီဒီယိုလုပ်ဖို့အတွက်ကျွန်တော်စမ်းကြည့်တယ်ပေါ့နော်အဲအကောက်ပွေတာနဲ့သူကဒီနေရာမှာကလင်းလို့မရသေးဘူးပေါ့နော်ဘာလို့လိုအပ်ချက်ရှိလဲဆိုတော့ကျွန်တော်တို့ဒီမှာဟို TV 360တဲ့ဝင်မယ်ဝင်ပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့ကမဟာဖြစ်ဖြစ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာကာရာအိုကေဖြစ်ဖြစ်မွေးစေတို့တစ်ခုခုကိုဗီဒီယိုတွေပြီးအောင်ပေးဆိုးအောင်ပေါ့နော်နည်းနည်းလေးကြည့်ပေးပြီးလို့ရှိရင်တစ်ခုပြီးတစ်ခုကြည့်ပေးလို့ရှိရင် ကြည့်ပြလို့ရှိရင်သူကအဲ့ဒီနေရာမှာ clean လို့ရတယ်ပေါ့နော်အကောင့်ဖိတာနဲ့သူက clean လို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ကအဲ့လိုဗီဒီယိုတွေကြီးမှပဲသူက point ကိုပေးတာဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်လည်းအဲ့လိုလုပ်လိုက်တာအဆင်ပြေတယ်ပေါ့နော်အဲ့ဒါတော့မွေးဆေတို့ကဒီဒီဗီ360မှာအကောင့်ဖိမယ်ပြီးလို့ရှိရင် TV 360မှာမွေးဆေတို့ဗီဒီယိုတွေနည်းနည်းပါးပါးကြည့်ပေးမယ်ပေါ့နော်နည်းနည်းချင်းစီလက်ကြည့်ပေးမယ်ဆိုလို့ရှိရင်ဒီနေရာမှာ clean လို့ရဖြစ်ပါတယ်အဲ့ဒါတော့မွေးဆေတို့ကိုကျွန်တော်တခါလေး click ကြလိုက်မယ်ပေါ့နော်အဲ့ဒါတော့ဒီနေရာမှာ ဝက်လေးရရပြီပေါ့နော်အဲဆိုတော့မဆိုတော့ကဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တိုးတက်ကိုရှိတယ်ဆိုလို့ရှိရင်မဆိုတော့တန်ငန်ချင်းတဲ့တရားလဲဆန်းနေလို့ပြတော့ပါအောင်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးပဲဆန်းနေကြပါစေဘိုင်ဘိုင်